အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းလေးတွေတင်ဆက်ပေးဖို့ချိန်ခါဆက်ရုပ်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခံစားနားဆင်ပေးကြပါအောင်ခင်ဗျာအချိန်က1942ခုနှစ်အင်္ဂလိပ်အပြည်ဂျပန်ဖက်ဆက်တို့မြန်မာပြည်တို့ဝင်လာစားဖြစ်တဲ့အင်္ဂလိပ်တို့ကစစ်ပြေကာနေတွင်မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်ဖြစ် BOC ရေနံချက်စစ်ယုံကြီးလေမိဟုံဟုံတောက်အောင် ပေါက်ကွဲပစ္စည်းနေတဲ့အခြေအင်ဖြစ်တဲ့ဂျပန်ဆဲလေရင်ပြန်များကလည်းဘုံမှုများအပြင့်အထန်ကျဲချရွာသွန်းနေချင်းမှုတန်လင်းတစ်မျိုးလုံးပြေးလွှာအိုဟဲ့ငွေယိုတန်းများပြောင်းရွှေလူလာလှုပ်ရှားတန်းများလူသေးကောင်းများဆက်ပြေးများဆက်ပုံးချောင်သူများနဲ့ပြပန်ခန့်နေကြတဲ့ဒလခန့်ကြတော့မှဂျပန်အုပ်ချုပ်ရေးစနစ်စတင်ကမြို့ရွာငင်းဝဲပေးပြရဲ့အတွေ့လူဖမ်းပွဲများစတင်တော့တယ်ဂျပန်ကင်ပေတိုင်းက အင်္ဂလိပ်အစိုးရလက်ထက်မှာဌာနဆိုင်ရာအကြီးအကဲလှုပ်ခဲသူများအင်္ဂလိပ်အုပ်ချုပ်ရေးမှာစွန့်သွန့်တမန်ပါဝင်ကူညီခဲ့သူများအင်္ဂလိပ်စစ်တပ်မှာပါဝင်အမှုထမ်းခဲ့သူများကိုအခမလက်အကဲခတ်ချဖွေနေတော့တယ်မြန်မာလူထုကအစကနဦးနိုင်ဂျပန်ကိုကဲတင်ရှင်းလို့ထင်ထားကြတော့လေမြင့်မြင့်ကိုတွေ့ကြုံကြတော့အခါဂျပန်ဖက်စစ်သည်အလွန်ရိုင်းဆိုင် ရစ်စဲကြမ်းကြုတ်တဲ့စစ်ဘလူးများဘာလာဆိုသည်ကို အကျွင့်မဲ့ယုံကြည်ကြရလေတဲ့ရိုင်းသမားရဟန်းတန်ခါများတောင်စွန့်မခံရဲ့အောင် ဖြစ်ခဲ့ရတယ်မဟုတ်ပါလားအဲ့ဒီအချိန်တုန်းကနေချင်းညာချင်းဆိုသလိုဘုံတကူကြည်လာသူကတော့စိန်ကလာပဲဖြစ်တယ်စိန်ကလာကလူလိန်လူကောက်အယက်သမားလူရန်ကတူဖြစ်တယ်အချောင်းများရပါမည်ဆိုရင်ဘာနှဖူးကိုတောင်တိုက်တူးမဲ့လူစားမျိုးဖြစ်တယ်သို့တော့သူကလဲတယ်နှက်တယ်ပါတယ် အင်္ဂလိပ်အစိုးရအုပ်ချုပ်နေစဉ်ကမကောင်းမှုဒုစရိုက်များကျူးလွန်လွန်၍အချုပ်တဲကိုခဏခဏရောင်းနေရသူ ဖြစ်တဲ့အင်္ဂလိပ်အပြည်မျိုးထဲမှာဂျပန်အုပ်ချုပ်ရေးစတင်ပြီးဂျပန်ကင်ပီတာယုံ စားပွင့်သည်နှင့်အရက်ဒပလင်ကျေးဥအလုံး20ကျဲ့အချင်းကတကောင်စားသည်တို့ကိုယူဆောင်ကဂျပန်ကင်ပီတိုင်းယုံသူလက်ဆောင်ပို့၍မိတ်ဆက်လိုက်တဲ့ထိုကဲ့သို့စားကောင်တောက်ဖွဲ့မျိုးသုံးချိန်ခန့်ပိုးပြည့်သည့်နောက်စိန်ကလာက ဂျပန်ကင်မေတိုင်အဖွဲ့ရဲ့လူယုံတော်ဖြစ်လာကညမကြခင်ဂျပန်စကားများကိုဟိုလူဒီလူစီကသင်ယူပြီးဂျပန်စကားပြန်လူယုံတော်အတွင်းလူဘဝသူရောက်ရှိကောင်းစားသွားခဲ့တယ်။သူဂျပန်ကင်မေတိုင်မှာလူယုံတော်စကားပြန်ဖြစ်တဲ့အချိန်မှစလို့အင်္ဂလိပ်ခေတုံးက သူ့ကိုဒုက္ခပေးခဲ့ကြတဲ့ခွန်ရဲ့သားသမီးရဲ့အပေါင်းတို့ကို သူကပြန်လဲဒုက္ခပေးတော့တယ်အချို့မျိုးပေါ်မှာမနေရက်၍ ခရံသုံးကွာကြောက်တန့်ပဲရှိအစွမ်းဖျားကျေးရွာများသူပြေးသွားခိုးလုံက ပုံအောင်နေကြရတယ်ပြေးမလို့သူ အချို့ကတော့စိန်ကလရဲ့တန်တော်ဦးတင်းကျက်ဖြစ်အင်္ဂလိပ်စပိုင်းတစ်စိမ့်အရိုက်ခံရကဂင်ပေတိုင်အချို့ခန်းထဲမှာအစာငတ်ရင်းငတ်ရရဲ့ဆက်ဆက်အနှိမ့်ဆက်ခံရတော့တယ်အချို့အသက်ပါဆုံးရှုံးသွားခဲ့ကြတယ်အချို့တသက်လုံးလုံးမစနိုင်တော့တဲ့ဒုက္ခိတဘဝသူ လုံးလုံးရောက်ချိသွားရတယ် ဆိုရလျင်အဲ့ဒီအချိန်ကဂျပန်ကိုလည်းဖိမ့်ဖိမ့်တုံအောင်ကြောက်ရတယ်ဂျပန်တဲ့စကားပြန်စိန်ကလာကိုလည်းမုံမကြည့်ရအောင်ကြောက်ရွံ့ကြရတယ်စိန်ကလာကလူစင်လင်လူလှဲ့စင်လင်လှဲ့အမြန်ပိုးပေးချရတယ်မလိုက်နာလျင် အင်္ဂလိပ်စပိုင်းလှုပ်ပြစ်လိုက်တယ်ထိုကဲ့သို့ပထွေးများအချိန်အဝါနဲ့အာနာဘဝရှိလာသည့်အတွက်အချွေအယံကပ်ပရပ်များလေပိုးများလာက သူကိုယ်သူ တန်လင်းမျိုးသားအလားထင်းမှတ်နေလေတော့တယ်အရက်တကားလှဲ့လို့မိုက်ကြီးခွဲတယ်အနိုင်ကျင့်နေဂျပန်ကိုမိမခြားပေးတယ်အရစ်ခြားပေးတယ်စိန်ကလမျက်ဆောင်အထုခံရသူကသေရင်သေမသေးရင် အကျိုးအကန့်ဒုက္ခိတဘဝတို့ရောက်ရစမြဲစိန်ကလတို့ကိုမြင်လျင်အမျိုးသမီးအပြိုရှိတယ်မိဘများက သမီးပြိုများကိုပုံချောင်ွယ်ဝှဲ့၍နေခိုင်းရတယ်အเจ้าကတော့စိန်ကလနဲ့ဂျပန်ဖက်ဆက်က အပြိုရောအိုးရောမြေသူကိုမှချမ်းသာမပေးသောကြောင့်ဖြစ်တယ်။ထိုသို့သောအိဋ္ဌိယတို့အနေနဲ့စိင်္ဂလာနှလုံးခွေမျက်စီကျနေသူတို့ချိခဲ့ဘူးတယ်။သူမကတော့အနည်းစကားသကောဗမ်းမြရရလို့အသက်မွေးကြတဲ့ဥပိုးစိန်ဒေါ်လာမေတို့ရဲ့သမီးခင်ညိုအေးပဲဖြစ်တယ်။ခင်ညိုအေးကအသက်၁၉နှစ်နဲ့သာရှိနေသေးတယ်။အသာဖြူတယ်။ပြုံးလိုက်ရင်အလွန်ချက်စရာကောင်းတယ်။ကိုလုံးကိုပေါက်ကလည်း ဖွင့်ပွင့်ထွားထွားတင်းတင်းကားကားမှုမြင်းသူတိုင်းငေးယူကြေးရတယ်။အင်္ဂလိပ်အုပ်ချုပ်စဉ်ကဆိုရင် အင်္ဂလိပ်စားတဲ့ကလသားများပင်စိတ်ဝင်စားကြတဲ့မိမချော့ကလေးဖြစ်တယ်။ဒီနေ့မှတော့စိန်ကလားတယောက်ခင်ညိုအေးဈေးသွားဝယ်နေစဉ်ရှိစားစကားလိုက်ပြောခဲ့တယ်။ဒီမှာခင်ညိုအေးကနင့်လိုအယက်သမားဖဲသမားမျိုးကိုငါကလုံးဝမစင်စားဘူး။ထိုကဲ့သို့ယင်းသေးစွာပြောလိုက်တယ်။ဒါဖြင့်နင်းက ငွေလံပဲပြတဲ့ကောင်းမျိုးကမှကြိုက်တယ်ပေါ့လေ။ဘာပြောတယ်ဟာဟာကြောက်ခဲလို့ကောင်းကိုသဘောကျတယ်ပေါ့လို့ပြောတာလေ။အေးဟုတ်တယ်။သူကနင့်တဲ့တော့တန်းဖို့ရှိတယ်။ဖဲငါသွားမယ်။အဲ့ဒီတော့ကသူ့ကိုခင်ညိုအေးကထွေထွန်းလှုပ်သွားတယ်။ဒါကိုမြင်ကြတဲ့ဇောဖေးတို့နိုင်ဝင်းတို့မင်းကြီးလိုင်းတို့ကဝိုင်းလို့ဟားခဲ့ကြတယ်။သူကဒီအဖြစ်များကို မနေ့တနေ့ကအဖြစ်များလို့မေးပြောက်လို့မရနိုင်ခဲ့။ နင်းကမွေးအလံပဲကောင်းကိုတော့ကြိုက်တယ်ဘောလို့ပြောရသည်ကားလေအကြောင်းရင်ရှိတယ်ကြောက်ခဲဆိုသည့်အကောင်းကမွေးအလံပဲပြတာတဲ့နေရာမှာအလွန်ကျွမ်းတဲ့ကောင်ဖြစ်တယ်ဒီကောင်ကဘယ်လိုဘယ်လိုမွေးများကိုနိုင်သည်မသိအင်္ဂလိပ်ခေတစ်ချောင်းလုံးတော့ကြုံအောင်ကြမကြံတွေ့သည်မွေးများကိုဖမ်းတယ်မွေးအလံပဲဆရာများထံရောင်းစားတယ်အဲ့ဒီမှာ မွေးပွေးလည်းပါတယ်မွေးရောက်ကြီးများလည်းပါတယ်ငန်းကောင်းများ စပတ်ကြီးများလည်းပါဝင်နေအလုံးတော်အစိတ်ရှိသည့်မွေးများကအခြားလူများနဲ့နွားများကိုကြိုက်ချင်ကြိုက်ပေလိမ့်မယ်ကြောက်ခဲကိုတော့လုံးဝမကြိုက်ဒီကောင်မွေးပြီတယ်လို့အချို့ကဆိုကြတယ်သူ့ဇာမမွေးအလံပဲဇာကြီးဥယင်သွေးဖြစ်တယ်ဇာကြီးဥယင်သွေးကမွေးကြိုက်လျင်ဂါထာကိုမန်း၍ရင်းနဲ့တတ်ချလိုက်သည်နှင့်မွေးစိတ်ပြန်ကြတယ်အစိတ်ပြင်းတဲ့မွေးဟောင်းများငန်းဆောင်များဒေါပွား၍ ပြင်းထောင်နေသည်ကိုရေမွေကဲ့သို့ဖြတ်သွားအောင်လုံနိုင်တဲ့ကြောက်ခဲက သူ့ဆရာထမ်းမနေပညာကောင်းများရ၍ရတကာနေတကာလှဲ့ကမွေအလံပဲပြားစားနေသူဖြစ်တဲ့ရုပ်ကလည်းချော့အပြုတ်ကလည်းကောင်းတော့ငဲပေါင်းများဖြစ်ကြတဲ့ခင်ညိုအေးနဲ့ရင်ငန်သွားကြတယ်လို့ကြားရတယ်စိန်ကလားကဒီအကြောင်းကို သိနေ၍ထိုစကားကိုပြောလိုက်တဲ့အခါခင်ညိုအေးအနာဘော်ထုတ်ကြသလိုဖြစ်သွားပြီး ဟုတ်တယ်ဟုတ်တယ်သူကနင်းတတော့တန်ဖို့ရှိတယ်သို့သည့်စကားကိုနင်းနင်းသည်သည် ပြောဆိုလိုက်တော့အခါကြောက်ခဲကို စိန်ကလာကမနာလိုဖြစ်ခရသလိုအလုံးမာနာကြီးတော့ခင်ညိုအေးကိုလည်းအဲ့ဒီအချိန်တုန်းကနေနေအောင်ပေါ်လို့ကြုံဝခဲ့ဘူးတယ်အခုစိန်ကလာခက်ကိုရောက်ခဲ့ပြီကြောက်ခဲနဲ့ခင်ညိုအေးတို့နင်းတို့ဘယ်ပြေးမလဲနင်းတို့မာနာကိုစိန်ကလာအစိမ့်ဝါးစားပြမယ်ကြည့်လေဒီနေ့မနေ့ ခင်ညိုအေးရဲ့မိဘများ အိမ်မှာသကောစကားရည်ရံနှီးဝါများကိုသင်နေစဉ်စိန်ကလာနဲ့ရက်လူကြီးနှုတ်ရောင်းလာတယ်။အော်မောင်စိန်ကလာတို့ပါလား။ကြွပါကြွပါထိုင်ကြပါ။ဘာကိစ္စများပါလိ။ခင်ညိုအေးရဲ့မိဘများက ဖုတ်ဖက်ခါခါဖြားခင်း၍နေရာပေးလိုက်ကြတော့လူကြီးနှုတ်ကချင်းချင်းပမာထိုင်၍စိန်ကလာက ခေါင်းရင်ဘက်မှာခက်မြင်မြင်ထိုင်လိုက်တယ်။ထိုင်ရင်းမှာ ိမ်အတွင်ခန်းသူမျက်စိကစားလိုက်ပြီးခင်ညိုအေးတယောက်ရောဗျမင်းနမထမင်းချင်နေတကွယ်ဟဲ့သမီးခင်ညိုအေးချင်းအမိတ်ဒီမှာမောင်စင်ကလာတို့ရောက်နေတယ်ဟဲ့ထွက်ခဲ့လိုက်ပါဦးမိခင်လို့သူကအတန်လှမ်းပြူသည့်တိုင်စင်ကလာဆိုသည့်အတန်ကိုကြားရတဲ့အချိန်မှာစား၍ခင်ညိုအေးကအိမ်ရှိသူလုံးဝထွက်မလာခဲ့ဟင်းဟင်းဒီလိုဒီလိုဒေါ်လှမကြီးဟောဒီမောင်စင်ကလာက ခမရတို့သမီးခင်ညိုအေးကို ချက်မြတ်တို့လို့ကျုပ်တို့လူကြီးတွေနဲ့နားဖောက်ပေးပါဆိုတာနဲ့အဲ့ဒါရှင်ကျမသမီးနဲ့သူသူနဲ့ဟိုးဟိုးလေးကျုပ်နဲ့ခမသမီးနဲ့မတန်းလို့လားအဗျစိန်ကလာကကြိုင်းတန်လို့ချက်ချင်းဟိမ့်လိုက်တယ်။အိုးဒီလိုဒီလိုမဟုတ်ပါဘူးကွယ်။ဟိုးဟိုးလေးလူငယ်ချင်းလက်ခံကြရင် နှစ်သက်ကြရင်အိုးဗျာမလှမေကလည်းမောင်စိန်ကလာက ဂျပန်အုပ်ချုပ်ရေးမှာအရေးပါအရာရောက်နေတဲ့လူပါအပြပြီးတော့ယာရုဌာနန္တရနဲ့လူငယ်ချင်းမသိမြတ်သည့်အတိုင်းဒီလိုခေတ်ကာလမှာမိဘများကသဘောတူရင်ပြီးတာပဲဥစ္စာမဟုတ်ဘူးလားကိုဘိုစိဒီလိုရှိတဲ့ဥပအောင်လူငယ်ချင်းလက်ခံသဘောတူရင်ကျွန်တော်တို့ညင်းစရာမရှိပါဘူးတမိတ်လက်မခံရင်တော့ဗျာဟိုဗျာတော်တိတ်ဒီမှာဥပိုစိခမည်းသမီးခင်ညိုးအေးကိုကျုပ်ကမြန်နိုးတယ် ကျုပ်အလကားလူမဟုတ်ဘူးဂုံးနဲ့တရက်နဲ့ယာရုနဲ့အာနာနဲ့အပြအခုလူကြီးဆုံးရနဲ့လာရောက်တောင်းရန်စိတ်သက်သာပဲလက်ခံမဲ့မခမ်းဘူးတိတိကျကျကျုပ်သိကျင်တယ်ကျုပ်အလိုကိုစန့်ကျင်ရင်တော့ဟင်းဟင်းစိန်ကလာအကြောင်းခမရတို့သိပါတယ်ဗျာကဲပြန်ချစို့စိန်ကလာကဒေါ်ဘွားဘွားနဲ့ချိန်မှဆင်းသွားတယ်လူကြီးနှိုးကလည်းဥပိုလ်စိန်တို့လင်မယားကိုကြည့်လောက်ကြကွာတို့ကြဒုက္ခရောက်ကုန်မယ် ထိုကဲ့သို့ဒီလိုပြောဆိုရင် အိမ်မောမဆင်းသွားကြတယ်သူတို့အားလုံးပြန်သွားကြတော့အခါအတွင်ထယန္နာကပ်၍ချောင်းနာထောင်းနေသည့်ခင်ညိုအေးက ပြေးထွက်လာပြီးမိခင်နဲ့ဖခင်ကိုဖက်ခါငိုချလိုက်တော့တယ်မငိုနဲ့သမီးဒီလိုအမျိုးယုံသက်စာပေါက်လူယုံမှာဂျပန်ကျောင်းနဲ့ငါသမီးကို အဖေလုံးဝမပေးစားဘူးအသက်သေးခြင်းသေးပါစေ နှစ်ဖြန်တို့အားလုံးရွာကပြေးချစို့ တိုးတော်နောက်ကျသွားခဲ့ပြီစိန်ကလားကလည်းပါနဲ့တဲ့ခင်ညိုအေးတို့အိမ်ဝင်းချင်းမှာသူ့တပည့်များကိုကင်းဆောင် လူယုံချထားခဲ့တယ်အဲ့ဒီနေ့မနေ့ကခင်ညိုအေးတို့မိသားစုသုံးယောက်အထောအပိုးများပတ်၍ထွက်လာတာနဲ့စိန်ကလားတပည့်များကလက်ဦးမူရာယူကဥပိုလ်စိန်တို့ကို ထိန်းချုပ်လိုက်တယ်မကြာခင်မှာစိန်ကလားနဲ့ဂျပန်ကင်းပေတိုင်းစစ်ဘိုးတို့ရောက်ရှိလာပြီးဥပိုလ်စိန်ကို အင်္ဂလိပ်စပိုင်းလို့ တစိ့ရိုက်ခါဖမ်းလိုက်ကြတယ်။ခင်ညိုအေးရဲ့အလှကိုတွေးသွားတယ်။ဂျပန်ကင်းပေတိုင်းစစ်ဘိုးကခင်ညိုအေးရဲ့တကိုယ်လုံးကိုစားမတက်ဝမ်းမတက်ကြိလိုက်ပြီးနောက်လင်းညို့ထုပြလိုက်ခါ သူမကိုပါအခုချက်ချင်းခေါ်ခဲ့ရန်အမိန်ပေးတယ်။ဂျပန်စစ်သားများကဒွန်လာမေကို ပြန်လှော့ပေးလိုက်ပြီးခင်ညိုအေးတို့သားဖကို အတမခေါ်ဆောင်သွားကြတော့တယ်။ခင်ညိုအေးကအော်ရင်ဟေးရင်ရုံးကန်တယ်ရုံးရင်ကန်ရင်ငိုရင်တယ် ဂျပန်စစ်သားများနောက်သို့တာဖာနုပါသွားတော့တယ်တူတူပြောရလျင်ဂျပန်ကင်ပေတိုင်းအချုပ်ခန်းမှာဥပိုလ်စိန်တယောက်စိန်ကလာရဲ့ချွန်တော့မှုနဲ့အင်္ဂလိပ်စပိုင်းလိုဆွဆွဲခံရကဂျပန်ကင်ပေတိုင်းလက်ချက်နဲ့သေးပွဲ ဝင်ခဲ့ရတယ်ခင်းညိုရဲ့တယောက်လည်းဂျပန်ဖက်စဲကင်ပေတိုင်းစစ်ဘူအီတိုရဲ့ရုံမှာပစ်စဲအာဓမပြုကျင်ခြင်းကိုခံခဲ့ရကဘဝပြစ်ခဲ့ရတယ်ဒါနဲ့မှအာမရသည်စိန်ကလာဆိုတဲ့ လူယုံမှာသစ္စာပေါက်ကလည်းသခင်ပွဲတော်ကြကိုတဝါတပြည့်စားတော့ခါလက်မထောင်သွားခဲ့တယ်။နောက်တနေ့ညနေသို့ရောက်တော့အခါခင်ညိုအေးတို့အိမ်စီမှခင်ညိုအေးအမေရဲ့ငိုကြည့်ချက်မှအော်လိုက်တန်းကိုအိနီနာချင်းများကြားကြ၍ဝိုင်းအောင်ပြေးလာခဲ့ကြတယ်။မြင်ရတဲ့မြင်ကွင်းကအလုံးကိုရင်းစုံနှင်းစရာဖြစ်ခဲ့ရတယ်။မြင်ကွင်းကတော့ခင်ညိုအေးတယောက်အဲ့ရထက်မှအစိတ်တော့၍ကိုကိုကို အဆုံစီရင်သွားတဲ့မြင်ကွင်းဒေါ်လာမေကလင်းသေးသမီးဆုံး၍ပတာမြေလူဖြစ်နေခဲ့တယ်။ငိုရင်မှသတိလည်သွားသဖြင့်အသက်ကြီးအမျိုးသမီးများကအချင်းအတော်ကြာနှာနှက်ပြုစုခဲ့ရတယ်။အိန်းနီနာချင်းယောက်ျားကြီးငယ်တို့ကနေနေဦးပေါ်စိန်ကလားတို့ရာမင်းတို့မိုးကောင်းတုံးစိတ်ကြိုက်ရွာထဟိအဲ့ဒီလိုတောက်ခေါအန်ကျင်းရင် ကျုံးဝါဒေါသထွက်နေကြတယ်။တာဖာနှုတ်ကိုတကြိုးတဲ့နေ့က ခင်ညိုးရဲ့ချစ်သူ မောင်ကျောက်ခဲမမျောလိမ့်မဲ့ရောက်လာခဲ့တယ်ချစ်သူရဲ့စိုးဝါလှတဲ့သတင်းကိုကြားသိလိုက်တဲ့အခါယောက်ျားတမဲမြေအမြပပင်မော်စီးကြလာခဲ့ပြီးတောက်တခေါက်ခေါက်ဖြစ်နေတဲ့လူကြီးများကစိတ်ကိုထိမ့်မှုသတိပေးနေကြရတယ်အလောင်းကိုမြေဖို့ပြင်းအောင်အတုပလိုက်ပါပို့ဆောင်သူများအတိအသည့်ပြန်လဲထွက်ခွာသွားကြတယ်မောင်ကျောက်ခဲကချစ်သူမြေပေါ်အနီးမှာမပြန်နိုင်သေးပဲ ြေပေါ်အနားမှာပဲထိုင်း၍ငေးနေမိတယ်။အချင်းအတန်အကြာသည့်အထိသူနဲ့ခင်ညိုအေးတို့ရဲ့အသက်တမျှချက်ခဲ့ကြတယ်။ငေးကြီးစားများဘဝကို ပြန်စင်းသား၍ချက်သူအပားမှမခွာနိုင်ခဲ့။မိမိငွေချင်းများစူးစောင်းချားပွေးလို့ချက်သူအချီရသူအခုပြန်လာခဲ့တယ်။မြို့ကထွက်သွားကြတဲ့ကချက်သူကိုဂရေပေးပြီးသားဝေစုမယ်။ပြေဆုံးလျင် တင်းတောင်းတင်းတယ်လက်ထပ်ယူမယ်။အခုတော့ အလားကောင်းတော်လေအခါကနှောင်းခဲ့ပြီ သူမြေအများကိုလက်ခုံနဲ့တုပ်ရင်မြေပုံပေါ်မှာမြေကြီးရဲ့အချို့ကိုလက်ငါးချောင်းနဲ့ဖြစ်ညက်ဆုပ်ယူလိုက်တယ်သူချဲသူကဖက်ဆဲနေချဲနဲ့အမျိုးသက်စာပေါ့လောက်ကောင်လက်ချက်ကြောင့်ဘဝအခြေအသက်ဆုံးခဲ့ရပြီ သူတုံရင်တော့အတန်းနဲ့သက်စာစကားကို ဆိုးလိုက်တယ်ခင်ညိုအေးနင်းဘဝနင်းရဲ့ဖေရဲ့ဘဝငါတို့အားလုံးရဲ့ဘဝကို ဖြစ်စီသွားကြတဲ့လူယုံမာတွေကို နင်တို့လိုပဲအသေးစိုးနဲ့သေစေရမေအလုံးအတွေ့ငါကလေးစားချေပါမေခင်ညိုအေးငါကလေးပြူသက်စာဆိုခဲ့မေအလုံးအတွေ့လက်စားချေပေးမေနင်စိတ်ချပါခင်ညိုအေးတို့သားဖကိုတကြိုးပြည့်စည်သည့်အချိန်မှစ၍ပျောက်ဆုံးသွားကြတဲ့မောင်ကျောက်ခဲက တပတ်ခန့်ကြားတော့အခါအချိန်နှစ်ပေအကျဲချစ်လက်မခန့်ချိတဲ့ကျိုးတက်တဲ့တာတက်တာတလုံးနဲ့ဒီမျိုးကလေးတို့ပြန်လဲရောက်လာခဲ့တယ် ကြောက်ခဲပြင်းရောက်တဲ့အတန်အကြာ၍မုန်းသူကို ကျူပင်ခုတ်ကျုံငုတ်ပါမကြံအပြတ်ချင်းလိုတဲ့စိန်ကလာကဂျပန်စစ်သားအချို့ကိုခေါ်ဆောင်ကမောင်းကြောက်ခဲကိုပိုက်စိတ်တိုက်၍လိုက်ချတော့တယ်ကြောက်ခဲကလည်းစိန်ကလာလိုလူယုံမှအကြံပစ်စဲသခေါလောက်မှဇောင်းမနဲ့တဲ့အကောင်အချောင်းကိုသိထားသူမှုရုပ်ဖြစ်လို့ချောင်းပုံနေလိုက်တယ်ကြောက်ခဲကလည်းရိုးအမျိုးမျိုးဖြစ်၍စိန်ကလာတို့အသွာလာလှုပ်ချနေထိုင်မှုများကို တိတ်တဆိတ်လေးလာနေလိုက်တယ်အများအားဖြင့်ညဘယ်လူကြီးတိတ်မှ တွေ့လူသူများကိုတွေ့လေရှိတယ်တနေ့တော့အခါမှာတော့မောင်ကျောက်ခဲကဂျပန်ကင်ပေတိုင်စခန်းမှာအဝတ်ချောတဲ့ဒေါ်မင်းကလေးဆိုတဲ့အတော်ကြီးကိုပေါင်း၍ဂျပန်ကင်ပေတိုင်စစ်ဘိုလ်အီတိုနေ့စဉ်အသုံးပြုတဲ့လက်ကင်ဘွားတစ်ထည်ကိုရရှိလာခဲ့တယ်အဲ့ဒီအတွက်ဒေါ်မင်းကလေးကိုဂျပန်ငွေစစ်ကိုတစ်ထပ်ကြီးချိမြန့်ခဲ့တယ်ဒေါ်မင်းကလေးကအံ့ဩဝမ်းသာ၍မဆုံးနိုင်ခဲ့ ဒီမှာဒေါ်မင်းကလေးရဲ့ခမရဒီထက်ပိုးပြီးပိုက်ဆံများများမလိုချင်ဘူးလားဗျာဒီလိုလွဲလဲလွဲမဲ့အန်တရဲလဲမရှိနိုင်ဘူးဆိုရင်လိုချင်တာပေါ့မောင်းကြောက်ခဲ့ရဲ့ဒါဆိုရင်ဒီလိုလုပ်ပေးဗျာကျုပ်ဂျပန်စကားပြန်စိန်ကလာဝက်တဲ့အင်ဂျီအောင်တထဲလိုချင်တယ်ဗျာစုပ်ရင်လဲရတယ်မချောရသေးတာနော်ဘာလုပ်ဖို့လဲဒါကကျုပ်ကိစ္စပါဗျာအဲ့ဒါကိုရအောင်လုပ်ပေးနိုင်ရင်ကျုပ်ဒေါ်မင်းကလေးကို အခုပေးတာရဲ့နှစ်ဆပေးမယ်ဗျာဘဲနဲ့လေအတော်ကျိုးစားကြည့်ပါမယ်ကွယ်တို့နဲ့နောက်ထပ်နှစ်ရက်မြောက်တော့နေမှာဒေါ်မင်းကလေးကစိန်ကလာအင်ဂျီများချောဖို့ပေးရင်မှစိန်ကလာဝင်နေကြအင်ဂျီဟောင်းတထဲကိုထုတ်၍ယူလာပေးတယ်မောင်ကျောက်ခဲဝမ်းသာလွန့်၍သူ့ရဲ့ခရီးအတိုင်းဂျပန်ငွေစစ်ကူများကိုနင်းနေပို့ပို့ပေးပြလိုက်တယ်ဒေါ်မင်းကလေးလည်းထောင်းမလဲတဲ့ကောငွေစစ်ကူများကိုအဝတ်နဲ့ထုတ်လို့ ဝမ်းသာအရာပြန်သွားခဲ့တယ်ညအမောင်းကနိုင်လိုမင်းထက်ကြီးစိုးစာပြုတဲ့ညအချင်းကစိန်နိုင်ခန့်ချီပြီးစိန်ကလဂျပန်စားခဲ့ရောချဲ့ရရောမိုးပြီးအပေါင်းအသင်းများနဲ့ပြန်လာနေတယ်ပါဇက်ကလည်းစီးမကြဝါမကြဟဲ့អော်ဆိုလာကြတယ်သူအပေါင်းအသင်းများက သူ့ကိုသူ့မယံငယ်အိမ်ချံပေါ့ဝါရောက်တဲ့တိုင် လိုက်ပို့ပေးကြပြီးတရင်တရင်နဲ့ပြန်သွားကြတယ်စိန်ကလကမူးမူးနဲ့ချမ်းဝါမှာမယံငယ်လို့သူ့ကို ်ဩခေါ်လို့နေလေတယ်မကြခင်မရငယ်လို့သူထွက်လာပြီးတွဲอยู่ကအိမ်မောတို့တက်သွားကြတယ်အိမ်မောတို့ရောက်ထားနေမရငယ်လို့သူကိုပွေဖဲနန်းချုပ်ပြီးခရင်မောတို့တွန်းလဲချလိုက်တယ်မရငယ်ကမေးအိမ်ကိုငိမ့်ရန်ပြောနေသေးကိုခေါင်းရန်လိုက်ပြီးတနာရကအစိတ်တက်စွားဖြစ်လူလွန်ပွေဖဲဆုပ်ချွေနန်းချုပ်က အချက်နှစ်ပါးသွားကြတော့တယ်ရာကမေးလျံဩပရာကိုစိတ်ကြိုက်ကာပြီးနောက် ချွေးတံတချွဲချွဲနဲ့နှုတ်စလုံးအိမ်မော ကြာသွားခဲ့တယ်။ဒီအချိန်မှပဲချမ်းတောင်အမောင်ရိတ်မှချင်းကိုက်ခံလို့ဇဝဲနဲ့ပဲကြီးစွာစောင့်မျှော်ငန်းလည်နေသည့်လူတယောက်တခြားသူတော့မဟုတ်မွေရလံပဲဆရာမောင်းကြောက်ခဲ့အိတ်ခန်းထဲမှာဟောက်တမ်းများကြားရတော့အခါကြောက်ခဲကပါလာတဲ့တက်တာတက်တာကိုအသာဖွင့်ပြီးအထဲမှာပစ္စည်းတစ်ခုကိုလက်နှစ်ဖက်နဲ့ထုတ်ယူလိုက်တယ်ထုတ်ယူလိုက်သည့်ပစ္စည်းကလက်မောင်းလုံးခံရှိတဲ့ မွေဟောင်ကြီးတကောင်မွေဟောင်ကြီးက အပြင်းတို့ရောက်ထားတဲ့ဗပြင်းကိုထောင်းက သခင်အမိန်ပေးတဲ့ကိုငန်းလေနေသည်အလားဆင်းသင့်ရှိနေတယ်မောင်ကျောက်ခဲကလူထဲမှာအင်ကြီးတထဲကိုမွေဟောင်ကြီးရဲ့နှကောင်းချီအနှံ့ပေးခံလိုက်တယ်မွေဟောင်ကြီးကချွေးနဲ့နန်းလေးသည် အင်ကြီးကိုသုံးချိန်သုံးကနန်းချုပ်လိုက်တယ်ဒီနောက်ကျောက်ခဲကအင်ကြီးမှာအစာအနှဲငယ်ကိုကြိတ်၍စုပ်ဖြဲလိုက်ပြီးမွေဟောင်ကြီးရဲ့လဲဘင်းမှာခြေနောင်ပေးလိုက်ခါ အိမ်မော်ကြာနေသည့်ဂျပန်စကားပြန်စိန်ကလာအိမ်ရှိရသူလမ်းညွှန်၍ဒီလိုစကားပြောဆိုလိုက်ပြီးကြောတက်လှုပ်ပေးလိုက်တယ်။တခင်စကားကို နားလဲတဲ့မွေအောင်ကြီးကလူကလွန်ကားနဲ့စိန်ကလာရဲ့အိမ်မော်တို့ရောက်သွားကစိန်ကလာအနံ့ကိုခန်းရင်စိန်ကလာရဲ့ခန်းတွင်သို့ဝင်သွားတယ်။မနဲ့မိုးလင်းတဲ့အခါစိန်ကလာရဲ့မယံငယ်မဆိုင်ကြီးကသူ့လင်ကိုပုတ်တက်၍နှိုးကြည့်တယ်။အချင်းချင်းလှုံ့နှိုး၍မနှိုးနိုင်သောအခါဆောင်းကိုဆွဲချလိုက်ပြီး မျက်နာကိုအသေးအချာကြည့်လိုက်တယ်။သူမကစိန်ကလေးရဲ့ပါဇက်နှကောင်းနဲ့နားပေါင်များမှတွေးစေးတွေးမဲများကို ရုပ်ရှိမြင်လိုက်ရတဲ့အခါပါဇက်ဟောင်း၍သွားခဲ့တယ်။စိန်ကလေးရဲ့တကိုယ်လုံးကညိုမဲနေပြီးမျက်နာကလည်းဝေဒနာတစ်ခုခုကို မချိမဆန်ခံစားပြီးငြိမ်သက်နေတယ်။ဒါအပြင်ခန္ဓာကိုယ်ကအေးဆဲတောင်းတနေတယ်။သူမလမ်းရွေဩပြီးစူးစူးဝါးဝါအသံနဲ့အင်းဤနာခြင်းများကို အလံတကြအော်ခေါ်အကိုကြီးတောင်းလိုက်တယ်။အိနီနာချင်းမြအိမို့တို့ရောက်လာကြပြီးနောက်စိန်ကလမှာသေဆုံးတပီဖြစ်ချောင်းကိုသိချီသွားတဲ့အခါသူမကြီးစွာထိတ်လန့်ခန်းစားခဲ့ရတယ်။မကြခင်စိန်ကလရဲ့တငယ်ချင်းများနဲ့သူတို့ဆရာဂျပန်စစ်ဗိုလ်အီတိုတို့ရောက်ချီလာကြတယ်။အားလုံးဂရင်းပေါ်မှာစိန်ကလအလောင်းကိုဝိုင်းဝန်းစစ်စစ်ကြေးချူကြတယ်။နောက်ဆုံးအဖြေကတော့စိန်ကလဟာအစိတ်ရှိသောသရဝါတကောင်းကောင်း ိုက်၍သေဆုံးသွားတယ်လို့အထိပ္ပယ်ဖွင့်ဆိုကြတော့တယ်အဲ့ဒီမှာသူတို့အလုံးစိင်္ဂလခရင်ချင်းရင်မှပြည့်စည်တခုကိုတွေးလိုက်ကြတယ်တခြားမဟုတ်လက်နှလုံးခံရှိတဲ့စိင်္ဂလရဲ့အင်ဂျီစုပ်အစတစနက်ပြန်မနဲ့ဆိုလျင်စိင်္ဂလအတုပချတော့မေမသားအိမ်မှာသူ့တငယ်ချင်းတစုဖဲ့ရိုက်နေသည်မှာလွဲလို့ဘယ်သူမှမရှိဂျပန်ဂိမ်းပတိုင်ယုံကမိအောင်အောက်မှာလူဝင်လူထွက်နေပါစွာရှိနေတယ် ဂျပန်ဂိမ်းပတိုင်းဖို့အီတိုကမြို့ချေတော်လိုင်းသမားတို့ကိုရိုက်နယ်ဆက်စစ်ပေးတဲ့နောက်မုံမုံနယ်ပက်လက်ကလက်ထိုင်းမှာထိုင်ချလိုက်တဲ့ပြီးနောက်အရပလင်းကိုငှဲ့၍အရက်တစ်ခွဲတောက်ပစ်လိုက်တဲ့ထွက်လာတဲ့နဖူးမအချွေးများကိုလက်ညှိုးနဲ့တပ်ပစ်လိုက်ပြီးတရွေ့တစ်ချက်ထွေးလိုက်ခါနောက်တစ်ခွဲတောက်လိုက်ပြန်တဲ့သုံးခွဲမြောက်မှာသူ့မူးရဲ့ရီဝေးလာခဲ့တဲ့တို့နဲ့ပက်လက်ကလက်ထိုင်းမှာဆန့်လိုက်ရင် အင်္ဂလိပ်သချိုးများအကြောင်းနဲ့ မြမမျိုးချေတော်လင်းသမားများအကြောင်းကိုစဉ်းစားနေလိုက်တယ်အချိန်မြင့်မြအကြောင်းစဉ်းစားကံဝင်နေမိသည်မသိဖူးရှူးကျေလောင်သောနှာမုတ်တန်းကြောင့်လန့်တကြမူးယနေသောမျက်လုံးများဖွင့်လို့ကြည့်လိုက်တဲ့အခါဂျပန်စစ်ဗိုလ်ဤတို့အမှုပြောက်ချင်သလိုဖြစ်သွားကမျက်စိရှိမှအရာကိုမျက်တော်မခတ်စိုက်ကြည့်နေမိတယ်သူမြင်လိုက်ရသည့်အရာကပပင်းထောင်းရင်းနီးရဲနေသောမျက်လုံးနှလုံးနဲ့သူ့ကိုစားမတတ်ဝမ်းမတတ် စိုက်ကြည့်ညှို့ယူနေသည့်မွေမဲမဲကြီးတကောင်းမွေကြီးကထမင်းစားပကန်းခန့်ရှိတဲ့ပပြင်းကို ခွေ၍ထောင်း၍သူ့ချီမှာရင်ကားသလိုလှုပ်ခါတချူချူမန်းဖိနေတဲ့သူကြောက်လန့်အံ့ဩကြီးသွားနဲ့ချွေးသည့်မြဆိုးပြန်တက်လာကစိတ်သေးသေးသလိုဖြစ်သွားခဲ့တယ်အဲ့ဒီလိုကြည့်နေရင်မမျောလင်းပဲမွေကြီးရဲ့လဲဘဲမှာချီနှောင်ထားတဲ့ပစ္စည်းတစ်ခုကိုမိအောင်ပြေလှမ်းသတိပြုမိလိုက်တယ်အဲ့လိုရင်းပစ္စည်းက တခြားမဟုတ်ပါတကားပြီးကြတဲ့အဘက်ကပျောက်သွားခဲ့တဲ့သူ့ရဲ့လက်ကင်ဘွားပါကလားထောင်ဆောင်မှာအချီအဝါနဲ့ထိုးထားတဲ့သူ့နာမည်ကိုဂျပန်စားနဲ့တွေ့နေရတယ်အံဩစရာကောင်းနေသီးမှာကအေးလက်ကင်ဘွားကဘဲနယ်လှုပ်၍မွေကြီးရဲ့လဲဘဲမှာလာရောက်ပတ်ချီနေပါလေထိုးစင်မှာမွေကြီးကတဖြည်းဖြည်းချဲသူလူကလွန်းက သူ့ချင်းမှာရက်လိုက်တော့မှသူ့အသည်များပြန်ဝင်လာပြီးခါကြမှာ ပစ္စတိုတနတ်ကိုစွဲထုတ်လိုက်တဲ့ဖောက်အားဝေကြီးကသူ့ချေဖမိုးကွာကြကိုအစွဲနဲ့ပေါက်ချလိုက်တဲ့အီတိုရဲ့မျက်လုံးထဲမှာမိုးချိုဆဲစင်းပြက်ခံလိုက်ရသလိုခန်းစားသွားရပြီးချက်ချင်းမွေးအစိမ့်မြကိုယ့်အထက်ပိုင်းသူ ပြန်နှံ့လာက ကလက်ထိုင်ပေါ်မှာအိုဟိရင် ပြုတ်ကျသွားတော့တယ်မွေးကြီးကဂျပန်စစ်ဘိုလ်အီတိုကို ပေါက်တပ်ပြီးနောက်အမောင်ရိတ်ထဲသူ လက်ခနဲ့ပြန်လဲပြေးသွားတော့တယ်အချုပ်ခန်းမှာဆက်စိတ်နေကြတယ် ဂျပန်ဆဲပလိတ်များကသူတို့အကြီးကဲ့ရဲ့အလံတကြာအိုဟစ်လိုက်တံကိုကြားကြ၍ရရလက်နဲ့များကိုဆွဲကင်ကအပြည့်အလွှရောက်လာကြတယ်သူတို့ရောက်ကြည့်တဲ့အချိန်မှာပဲဂျပန်ကင်ပီတိုင်စစ်ဘုတ်ကပါဇက်မှာသွေးများအမြုံများအန်းထွက်လာက အတန်ကြာအကြောဆွဲရင် အသက်ထွက်သွားခဲ့တယ်ကြောက်ခဲကအမောင်ရည်ထဲမှနေ၍သူ့ထံပြန်လာတဲ့အချက်တော်မွေရောက်ကြီးရဲ့ဥကောင်းကိုသုံးချိန်ပွတ်တဲ့ဘေးဘီနောက် ်တက်တာတက်တာကို ပခုံးမှလွှဲရင် မောင်ရိတ်ခိုးလေးပြန်လဲထွက်လာခဲ့လိုက်တယ်ထိုအချိန်မှာဂျပန်စစ်သားများကသူတို့အကြီးကရဲ့အလောင်းခြေရင်မှာ တွေးလိုက်ရတဲ့ထူးဆန်းစွာတုတ်ချီးပြီးဂွင်းတရံကြမ်းရက်ခဲ့တဲ့သူတို့ဆက်ဖို့ရဲ့လက်ကင်ဘွားကိုကောက်ယူကြည့်ကြကဂျပန်လိုစူညာစွာဖြင့်ဝေဖန်ပြောဆိုကြမ်းရက်ခဲ့ကြတယ်တခုတော့သုတ်တမ်းမှာတော့ဂျပန်ကင်ပတိုင်ဆက်ဖို့အီတိုရဲ့အာတုဘကိုဆဲအခမ်းနာနဲ့အလေးပြု တနတ်မြောက်တနတ်ဖောက်ကဂုံပြုတ်တကြိုနေကြတဲ့အချိန်ညောင်သုံးပင်သုတ်တန်ထဲရှိခင်ညိုအေးရဲ့မြေပုံအနီးမှာလူတစ်ယောက်ကမြေကြီးကျက်စားခဲ့တဲ့ချို့ကိုညာလက်နဲ့အချိန်မှာစုပ်ကင်ကကျင်းနဲ့ပီတိများနဲ့ရေရွက်ပြောဆိုနေတဲ့သူကတော့ကွယ်လွန်သူခင်ညိုအေးရဲ့ချစ်သူမွေအလံပဲဆရာမောင်ကျောက်ခဲခင်ညိုအေးကြီးနင်တို့အသားဖဘဝတို့မြမအမျိုးသားများရဲ့ဘဝကိုရှေးမွှာဖြစ်စည်းခဲ့တဲ့လူယုံမှာနှစ်ယောက်ကို ငါကလေးအတိုင်းနင်းတို့အစားငါကလေးစားချီတန်းခတ်လိုက်ပြီငါဒီနေ့ကအစားပြီလွတ်လပ်ရေးအတွက်လှုပ်ရှားရှိနေလို့သွားတော့မေငါကိုခွင့်ပြုပါခင်ညိုအေးရေတို့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီတဲ့နေ့ကျရင်မင်းတို့အားလုံးကိုငါအမြတ်တမ်းပေးဝေပါမေအဲ့ဒီကြမှာအာရပါရသာဓုခေါ်ကြပါတော့ထို့နောက်သူကမြေပုံပေါ်မှာအတန်းကြမျက်နှာအပ်၍ငိုကြွေးခဲ့ပြီးငိုရွေးဝါသွားတော့အခါ မွေထဲထားတဲ့သက်သာသက်တာကိုပခုံးထက်မှလွယ်ရင်ဟိုးအဝေးသူ တလန်းချင်းထွက်ခွာသွားတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ အဆုံးထိနားစင်ပြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ